မင်္ဂလာပါရှင်တင်းင်းသားရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့စက်တင်ဘာလ29ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တင်းင်းသားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုပတ်စဉ်တင်းင်းလာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်အခုလတတိယအပတ်ကလာရောက်ခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့တဝဲခီးစဉ်နောက်ပိုင်းမှာရေနက်စိတ်ကန်စီမံကိန်းနဲ့ဆက်ဆက်နေရတွေကိုစစ်ကောင်းစီတပ်ကစစ်ကြောင်းထိုးတာနဲ့အတူ အင်အားတိုးချဲ့တာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဲ့ဒီလိုစစ်ကြောင်းထိုးတက်အင်အားတိုးချဲ့ရမှာဒဝဲရေနက်စိတ်ကန်တိဆောက်မဲ့ဒေသဖြစ်တဲ့နာဘူးလေရွာဘက်သို့စစ်ကြောင်းတစ်ကြောင်းရေနက်စိတ်ကန်သို့အဝင်လန်းဖြစ်တဲ့မောင်းမကန်ဘက်သို့စစ်ကြောင်းတစ်ကြောင်းနဲ့ရေဖြူမြို့နယ်အနောက်ဘက်ကန်ရက်တော်မူဖျားအနီးတဝိုင်းမှာအင်အားထပ်ဖြည့်တာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ မျိုးသားညီညွတ်ရေးအစိုးရ NUG Federal ပြည်ထောင်စုရေးရာဝင်ကြီးဌာနပြည်ထောင်စုဒုဝန်ကြီးဦးချစ်ထွန်းခေါ်မာနူဦးချစ်ထွန်းကွယ်လွန်သွားတယ်လို့သိရပါဗျ။ဒုတိယဝန်ကြီးဦးချစ်ထွန်းဟာအခုလ25ရက်နေ့မှာကွယ်လွန်သွားတာဖြစ်ပြီးနိုင်ငံရေးတာဝန်တွေကိုထမ်းဆောင်နေစဉ်ကာလကွယ်လွန်တင်ပါသွားခဲ့တဲ့အတွက်ကျန်ရင်သူမိသားစုနဲ့ထပ်တူထပ်မြကြေကွဲရတယ်လို့ Federal ပြည်ထောင်စုရေးရာဝင်ကြီးဌာနကဝန်ထဲကြောင့်တဝန်လွှာမှာဖော်ပြထားပါဗျ။ကွယ်လွန်သူ NUG Federal ပြည်ထောင်စုရေးရာဒုဝန်ကြီးဦးချစ်ထွန်းဟာ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတအူးကလလတရဲ့ဗဟိုကော်မတီဝင်ဟောင်းတအူးဖြစ်ပြီးတော့လက်ရှိမှာတော့အန်ယူဂျီအစိုးရမှတာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်လောင်လုံမျိုးနယ်ကတရလေးချီလင်တရင်ကနေမောင်မကန်ကိုစစ်တောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာမနေ့ကမောင်မကန်ရွာထဲရောက်လာပြီးရွာသားတအူးနဲ့ကိုရင်တပါးကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲဒီစစ်ကောင်စီစစ်တောင်းဟာမောင်မကန်ရဲစခန်းနာကကြက်ချံမှာတက်ဆွဲနေထိုင်နေပြီး ဖမ်းဆီးခံရသူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးပါဘူး။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းမှာအင်အားတရာဝန်းကျင်ရှိတယ်လို့သိရပါဗျ။မကွေတိုင်းနမောင်မြို့နယ်မှာမနေ့ညပိုင်းနဲ့အခုလ28ရက်မနက်အစောပိုင်းမှာမိုးသည်ထန်ပြီးဆဲကျိုးတာကြောင့်လူလင်းဦးတည်ဆုံးပြီးပျောက်ဆုံးသူအချို့ရှိခဲ့တယ်လို့သိရပါတယ်။နမောင်မြို့နယ်ကမင်းစလီပင်ဆဲလက်တံကျိုးပြီးရုတ်တရက်ချောင်းရေကြီးလာတာကြောင့်မင်းစလီပင်ကျေးရွာကနေအိမ်နှလုံးအလုံးလိုက်မျောပါခဲ့ပြီး နေအိမ်ထဲကမိသားစု9ယောက်ရေစီးနဲ့မျောပါသွားခဲ့တာလို့သိရပါတယ်။သေဆုံးသူတွေရဲ့အလောင်းတွေးတဲ့နေရာနဲ့မက်ဇလီကျေးရွာဟာအလံဝေးတာကြောင့်ရွာပြန်မတဲ့ပဲအဆင်ပြေတဲ့နေရာမှာတကြိုးဖို့ပြင်ဆင်နေကြတယ်လို့လည်းသိရပါတယ်။ဘိမျိုးမှာပိုင်ရှင်မဲ့အမိမတိအလောင်းတလောင်းကိုစက်တင်ဘာလ28ရက်နေ့ညတကောင်အချိန်မှာတွေ့ရတယ်လို့ချစ်ချည်ရေးပရိုက်တာအတင်းစီကနေသိရပါဗျ။ဘိမျိုးကန်နလန်ကစတတအနီကခုန်တန်းရှိပေါ်မှာလဲလျောင်းနေတဲ့အနေထားနဲ့တည်ဆုံနေတဲ့ အသက်လက်ပိုင်းရွယ်အမျိုးသားအလောင်းကိုအခုလ28ရက်နေ့ည7:00နာရီခွဲလောက်မှာတွေ့ခဲ့ရတာပါအလောင်းကိုတော့အဲ့ဒီနေ့ညပိုင်းမှာပဲစစ်တပ်ကရင်တရားစေယုံရင်ခွဲယုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်ရေးမျိုးနယ်မြောက်ပိုင်းကလမိုင်းမျိုးမှာရက်ကြီးအုတ်ချုပ်ရေးမှုနဲ့ယာအိမ်မှုတို့တနက်နဲ့ပြစ်ခတ်ခံရပြီးအုတ်ချုပ်ရေးမှုတည်ဆုံသွားတယ်လို့သိရပါတယ်မင်းကမနက်ပိုင်းမှာအမှတ်တရကွအုတ်ချုပ်ရေးမှုဖြစ်သူ အသက်50ကျော်အရွယ်ဦးကျော်ဦးနဲ့ ရိုင်မူးတို့နေအိမ်မှာရှိနေချိန်လက်နက်ကင်တချို့ရောက်လာပြီးပစ်ခတ်ခဲ့တာပါပြကခံရတာကြောင့်အုံချုပ်ရည်မှုဥကျော်ဦးကနှထင်ကြည့်ထိတန်ရာနဲ့တည်ဆုံသွားပြီးရိုင်းမှုဥတန်ဝင်းကတော့လက်ပင်ညှက်ရိုးကြည်ပောက်ဝင်တန်ရာနဲ့လမိုင်းစင်းရုံမှာစေကူတမှုခံယူနေတယ်လို့လည်းသိရပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။